ေဒနာသီတာနဲ့ချမ်းသာခြင်းဆင်းရဲခြင်းကိုဖန်တီးတဲ့အရာလို့နားလည်ဟုတ်လားအဲ့လိုနားလည်မရှင်ဘုန်းတို့မကောင်းတဲ့စိတ်စေနာတွေထားရဲမလားအကယ်၍ဖြစ်ပေါ်အောင်တောင်ဖြစ်ကြောမရှိဘူးတွေးမိတာနဲ့အော်ငါ့ကောင်ကဆင်းရဲအောင်လုပ်လို့မရဘူးဆိုတော့လာမယ်နော်ဟုတ်တယ်မဟုတ်လားကောင်းတဲ့စေနာတွေထားဖို့အတွက်ဘုန်းတို့အများကြီးလမ်းပွင့်သွားတယ်နော်ငါ့ကောင်ကအာဂုအာဂရာပြုပါအာဂုအာရာရှိဖို့အတွက်ငါကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ကောင်းတဲ့စိတ်ထားတွေဖြစ်အောင်ဘုန်းတို့အများကြီးကြိုးစားကြမယ်။တော့အရေးပါတယ်နော်။ ဒါကြောင့်ကမ္မနိယာမဆိုတဲ့ပထမအမှန်တရားဒါကိုသိရင်အောင်မြင်မှုရမယ်နော်ဘယ်အဆင့်ရမလို့ဆိုတော့အကုသိုလ်ကံနည်းမယ်ကုသိုလ်ကံများမယ်အောင်မြင်မှုကအဲ့လိုသွားတာအကုသိုလ်ကံနည်းရင်သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ဆင်းရဲနည်းတယ်ကုသိုလ်ကံများရင်သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခများတယ်ဒီလိုသွားတာသစ္စာကိုသိတာနဲ့အောင်မြင်မှုဘလို့ရသွားတယ်လဲဆိုတာသူ့အဆင့်နဲ့သူနားလေရမယ်နော်နောက်ဒုတိယအဆင့်ဒုတိယသစ္စာကဘာလဲဆိုတော့ ဒီသဘာဝလောကကြီးထဲမှာပုဂ္ဂိုလ်တ ত্ত্ব ဝါဆိုတာတကယ်ရှိတာမဟုတ်ဘူးဖောက်ပြန်မှုအစုအဝေးကြီးအစုအဝေးကိုခန္ဓာလို့ခေါ်တယ်ဖောက်ပြန်မှုကိုရုပ်လို့ခေါ်တယ်ရုပ်ခန္ဓာရူပခန္ဓာ